မင်္ဂလာပါရှင်။အင်ယဝရီ TV Channel နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာတော့ရနေ့စဲကြပြည့်ရတဲ့စေကောင်းစီကကဏီနဲ့တောင်တာမြို့နယ်ရှိစားတဲ့ကြောင်းနဲ့ခြေရော်တွေကိုစက်တက်လေဒီရဲ့နဲ့ပုံစံတိုက်ခိုင်းနေရနေ့စဲကြပြည့်ရထားတဲ့ဂျပန်စေကောင်းစီကကဏီမြို့နယ်နဲ့တောင်တာမြို့နယ်ရှိခြေရော်တွေကိုစက်တက်လေဒီနဲ့ပုံစံတိုက်ခိုင်းနေကြ။ Dragon Brother Travel DPDF နဲ့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီတာဝန်ရှိသူကပြောပါရတယ်။ ယနေ့ဧပြီလ3ရက်နေ့မွန်လဲ2နာရီခန့်မှာကဏီမြို့နယ်မူတော်ရွာနဲ့တောင်ပြောက်ရွာတို့ကိုဂျပန်စစ်တပ်ကစစ်တပ်လေးတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဂျပန်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေဒိခိုက်မှုရှိမရှိကိုတိပြနိုင်ခြင်းမရှိသေးဘဲလက်ရှိချိန်မှာကျေးရွာနေပြည်သူတွေကထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရှိရပါတယ်။အခုပဲတိုက်ခိုက်သွားတာစစ်တပ်လေးတွေနဲ့၅ချိန်ပုံကျဲသွားပါတယ်။မူတော်ရွာနဲ့ တောင်ပြရွာကိုကျဲသွားလို့သိရတဲ့ပြည်သူတွေထိခိုက်မှုရှိမှရှိကိုတော့အတိမပြုနိုင်သေးဘူးလို့ Dragon Brother Trap 4မှာတောင်ရှိသူကပြောပါတယ်။အလားတူမန်လေးတိုင်းတောင်တာမြို့နယ်ရှိကျောင်းတွေကိုလည်း Japan Center ကစက်တက်လေးတည်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြတဲ့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီမှတောင်ရှိသူကပြောပါတယ်။ယနေ့ဧပြီလ3ရက်နေ့မနေ့ဇော်ပိုင်း9:28မိနစ်ခန့်မှာမိတ်ဒီလာလေးတက်ကနေတက်လာစက်တက်လေးတည်းနဲ့တောင်တာမြို့နယ်ရှိကျောင်းကြီးကိုဖုံးသီးကိုလုံးကျဲကြတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ မကြပါစစ်တပ်အလေကြောင့်တိုက်ခိုက်မှုကြောင့်ရေကြောကြေးရစာတင်ကြောင်းစာအုပ်တွေဖျက်ဆီးခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိကြောင်းသိရပါတယ်။စာတင်ကြောင်းစာတော့ဖျက်ဆီးသွားပါတယ်။ပြည်သူတွေထိခိုက်မှုမရှိဘူး။စစ်ကောင်စီကတစ်ဖက်မှာတော့ဝန်နေတဲ့အပြည့်ရတဲ့ပြောနေပေမဲ့တစ်ဖက်မှာတော့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကတော့ဇက်တိုက်လုံနေရပါ။ဒီလောက်ရကအင်မတန်ရှုံ့ညံ့တဲ့လောက်ရပေါ့စစ်ကောင်စီကိုပြောစရာစကားလုံးတော့မရှိတော့ဘူးလို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူကပြောပါရတယ်။ ကြမ်းဖက်စစ်ကောင်စီကမတ်လ28ရက်နေ့ငလင်လှုပ်ပြီးနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်ပြီးတဲ့နောက်ဧပြီလ2ရက်ကနေ22ရက်နေ့ထိရက်20ကာလကိုယာယီပြည့်ရက်ကာလဖြစ်တက်မှတ်ကြောင်းဧပြီလ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်ဆလာဘင်းစစ်ကောင်စီရဲ့ပြစ်ခတ်ရဲစိမ်းမှာစီးမရှိကံရှိတိုက်ချင်အတိုင်းနေပြီးကိုကျင်ညာချက်ကိုပြန်ချိုးဖောက်တယ်လို့ KIA ပြောခွင့်ရပုံမူကြီးတော်ဘူးပြောဆိုချက်ဖက်စစ်ကောင်စီရဲ့အပြစ်ခတ်ရဲစိမ်းမှာစီးမရှိကံရှိဖြစ်နေပြီးတော့တိုက်ချင်အတိုင်းနေရ ကိုကျင်ညာချက်ကိုပြန်လည်ချိုးဖောက်နေရလို့ KIU ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကျင်းတော်ဘူးကပြောပါရယ်။ရမနီညပိုင်းစစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိရပ်ပေါင်း20ကျောင်းအပြစ်ခံရက်စဲလို့ကျင်းညာခဲ့တော်လဲ။ယနေ့မနက်ပိုင်းမှာဝိုင်းမော်သူစစ်ကြောင်းထုတ်လာတဲ့ပြင်တိုက်ပွဲဖြစ်ပွားနေကြောင်းဗမော်မာလေးနေရညပါလင်းနဲ့ဘုံကျဲပြီးအင်းတော်မာလေးစစ်တပ်ကလေဒီနဲ့လင်းရင်နဲ့ဘုံကျဲနေကြောင်းဗိုလ်မှူးကျင်းတော်ဘူးကရှင်းပြပါရယ်။တိုက်ပွဲက၃နှစ်အောင်ဖြစ်နေပါရဲ့ဝိုင်းမော်မာဖြစ်တဲ့အောင်ရင်တော်မှာဖြစ်ပါရယ်ဗမော်မာလေးလေကြောင်းတိုက်ခိုက်မှုလုပ်နေလို့ဘုံမှုကြည့်တော်ဘူးကဆိုပါရယ် စစ်ကောင်စီရဲ့ပြစ်ခတ်ရစရာမြေတီဖွဲ့နဲ့မှသဘောတူညီချက်မရှိဘဲတပတ်သက်ကျင်ညာပြီးရင်းကျင်ညာချက်ကိုပင်စစ်တပ်ကပြန်လည်ချိုးဖောက်နေကြောင်းလည်းကောင်းကောင်းဆိုပါရယ်ဘယ်တော့မှလည်းကတိမတည်ဘူးအပြစ်ခတ်ရစရာကိုဘယ်အဖွဲ့နဲ့မှသဘောတူညီချက်မရှိဘဲတပတ်သက်ကျင်ညာပြီးစစ်မရှိကမ်းမရှိတိုက်ချင်အားတိုက်နေရသူတို့ရဲ့သဘောတူညီချက်ကိုသူတို့ဟာသူတို့ပြန်ပြီးချိုးဖောက်နေရလို့ဘုံမကြည့်တော့ဘူးကရှင်းပြပါရယ်လက်ရှိမြောက်လိုက်ကပြစ်ခတ်ရစရာကျင်ညာမှုကဘန်ကောက်မြို့မှာပြုလုပ်မယ်ဘင်းစတာစီဝေးမှာတက်ရောက်ရမှာ အပြကောင်းစီရန်နိုင်ငံတကာဖိအားပေးမှုမရှိစေလှုပ်ဆောင်တဲ့ကြေညာမှုလည်းဆိုနိုင်ကြောင်းဘုံမကြီးနော်ဘုကတောင်းတပြောဆိုပါရယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရယ်ရှင်။